စကိုင်းတိုင်းမုံရွာနဲ့ချောင်းမြို့နယ်အဆက်မှာရှိတဲ့ကြီးကုန်းကြီးရွာကိုဆက်ရက်ကြာဆင်းနေတာကလူသက်လူရဲ့မိရှုနေတဲ့အာနာသိဆုပ်စုကပရိယတ်တိစာပေကျမ်းကန်21ကျွမ်းနဲ့အဘိဝန္ဒဘွဲ့တော်ရဆရာတော်တစ်ပါးကိုဒီဇင်ဘာ10ရက်မှာတက်ဖြတ်ခဲ့တယ်လို့ဒေသခံသတင်းမြစ်တွေကအမှတ်ပြုပြောပါတယ် စာပေဝင်နေတယ်ဆိုလို့ရှိရင် ပြည်သူပြည်သူကြည်ကုန်းရွာတွေကပြည်သူနှစ်ယောက်ပေါ့အဲ့ဒါကတော့သက်ခံလေရတယ်တချို့ဆိုရင်လည်းဖန်းစီဖို့ဆောင်သွားတယ်အနီးနားမှာရှိတဲ့ခင်မွန်ကနေပြီးတော့ဗော်တာဆွဲခဲ့ပြီးတော့တစားကန်နေနဲ့အတူခြေဟိုပေါ့စစ်ကြောင်းကခြေလင်းလဲကိုလာတယ်နောက်ပြီးကြတော့အမြင့်ဘက်ကနေပြီးတော့မုံအားနေဆင်းလာတဲ့ဖလက်ဒီတောက်လျှောက်အနည်းဆုံး၃စီးပေါ့ရက်ထားတယ်ရှင်အင်အားပြည့်နေ ချောင်းမြို့နယ်ကြည်ကုန်းကြည်ရွာစာတိဆရာတော်ဥတုမနာပြီးဝန်သားဟာအပြီးဝန်သားဘွဲ့တော်ရရှိပြီးနောက်တတ်တော်30ဝန်းကျင်မှာလေဖြန်းကကျမရေးချိုးတဲ့တာကြောင့်ကြည်ကုန်းကြည်ရွာကျောင်းတစ်ကျောင်းမှာသတင်းသုံးနေတာဖြစ်ပြီးတော့နိုဝင်ဘာ30ရက်ကစလို့ကြည်ကုန်းရွာကိုစင်းနှကလူသက်လူရဲ့မိရှုနေတဲ့စိုးစုကတခြားသောဒေသခံတချို့နဲ့အတူဆရာတော်ကအကြောင်းမဲ့တက်ဖြတ်ခဲ့တာပါ။ကျောင်းပေါ်ဝါမှာတွေ့ရိုင်းနဲ့တွေ့တာလို့ဆရာတော်ကိုစိုးစုကတက်ဖြတ်ခဲ့ကြတယ်။ ဒေသခံတို့ကအမှတ်ပြကိုပြောပါရယ်။မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခနဲ့စကိုင်းမြို့တမ33ကလာတဲ့အင်အားရာချီပါဆိုးစွာနိုဝင်ဘာ30ရက်ကစလို့ကြည်ကုန်းရွာကိုစစ်နှင်းကလူတက်လူရဲ့မိရှုနေရလို့ဒေသခံတွေကပြောပါရယ်။ကြည်ကုန်းရွာအတွင်းဆိုးစုကတပ်ဖြတ်လို့ဒေသခံ9ဦးထပ်မံတိဆုံးခဲ့ပြီးရွာကိုဆင်းနှင်းချိန်လုံအောင်ထမပြေးနိုင်တဲ့ဒေသခံပြည်သူတို့ချို့ကိုလည်းတစားကလူသားတိုင်းကအဖြစ်ဖန်ဆီးထားပါဗျ။ဇောစုအားကြီးကုန်းကျေးရွာတွင်မှရှိတဲ့နေအိမ်တွေကိုဖောက်ထွင်းက ရေကဲတက်တာအေကွန်ဆန်စီစားတဲ့မိဖို့ကြောင့်သော ပစ္စည်းကအစလိုချင်သမျှပစ္စည်းတွေကိုကားကြီးကားငယ်အသေးသေးနဲ့မုံရွာနားမကနဲ့ချောင်းမြို့ပေါ်စီတဲထုတ်ယူဆောင်နေပြီးတော့ဒီဇမရှက်ကဆရာတော်ဥတ္တမနာဘိဝန္တာသတင်း300ကျောင်းသစ်ကျောင်းကိုစင်နေပြီးတတ်မိုးရှိတဲ့ပစ္စည်းတွေကိုဖောက်ထွင်းလူရဲ့ချင်းဆရာတော်ကိုပါပြစ်တက်ခဲ့တာလို့ဒေသခံတို့ကအမှတ်ပြကိုပြောပါရယ်ဆရာတော်ဟာသူ့ကျောင်းထဲမှာပဲနေပြီးနေ့စဉ်ဖျားတရားအလုပ်ကိုသာလှုပ်ဆောင်နေသူဖြစ်တာကြောင့် စော်စုလက်ချက်ကကင်းလွတ်မယ်လို့ယူဆခဲ့မိကြောင်းနောက်ထပ်ဆရာတော်တစ်ပါးကလည်းမိန့်ပါတယ်။မုံရွာနဲ့ချောင်းအုံမြို့နယ်ဆက်မှာရှိတဲ့ជីကုံရွာဟာအင်ချေတထောင်ကျော်ရှိကလူစီကားတဲ့ကျေးရွာကြီးဖြစ်ပြီးစော်စုကជីကုံရွာကိုဆယ်ရကျော်ကြာဆက်လက်စင်းနှထားကလူသက်လူရဲ့နေအိမ်ပေါက်တွင်တံမိုးရှိပစ္စည်းတွေကိုကာကြီးကားငယ်အသက်တနဲ့တဲထုတ်ကမီးရှို့တာတွေဆက်လက်ကျူလွန်နေပါတယ်။ជីကုံရွာကဒေသခံတွေထွက်ပြေးနေရလို့ကျေးရွာတွင်တပ်ဖြတ်ခံရသူအရေးအတွက်နဲ့ မီးရှော့ခံရတဲ့အင်ချေအရေအတွက်ကိုတော့အတိမပြုနိုင်သေးဘူးလို့ဆိုပါတယ်။ဇော်စုအားကြည်ကုန်းရွာတွေကဖောက်ထွင်းခိုးယူထားတဲ့ပစ္စည်းတွေကိုဒိုင်နာက3စီ6ဘိန်းက3စီနဲ့တဲထုတ်နေရဖြစ်ပြီးတော့နေရောညပါခိုးယူတဲထုတ်နေရပါ။ကြည်ကုန်းရွာကိုစင်နေတဲ့ဇော်စုအားညပိုင်းမှာအနည်းဝန်းကျင်ကရွာတွေကိုလက်နက်ကြီးနဲ့ရန်ကားပစ်ခတ်လေးရှိလို့ကြည်ကုန်းကြည်ကုံးရွာတဲ့ချောင်းစုံရွှေတကြားထန်တော်ကြီးချောင်းမနာပေါတော်ဂုံကြီးလောကသစ္စိတ်စတဲ့အနီးဝန်းကျင်ကကြည်ရွာတွေက ပြည်သူတွေဟာရွာထဲမှာမနေဘဲဘေးလွတ်မဲ့ထင်းတဲ့နေရာတွေစီကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်။